မင်္ဂလာပါအိတ်ဇင်းမှာမွေးသက်ကရစ်ပေါ်မှာမူတည်ပြီးတော့အသက်တွက်လို့ရတဲ့ function ရက်စွဲတစ်ခုတည်းကနေတစ်ခုနှုတ်လို့ရတဲ့ function ဖြစ်တဲ့ date different function အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်သူ့ရဲ့ syntax မပေါ်တဲ့ function လည်းဖြစ်ပါတယ်ဒါပေမဲ့အများကြီးအသုံးဝင်ပါတယ်ဒီ function က syntax မပေါ်ဘူးဆိုတော့ကျွန်တော်တို့ကဒီ syntax ကိုအလွတ်ရနေမှဖြစ်မယ်ပေါ့နော် သူရဲ့စင်တက်ထဲမှာအာဂူမန့်တွေက start date ဘယ်နေ့အစမှာလဲ end date ဘယ်နေ့မှာဆုံးမှာလဲအဲ့နှစ်ခုရဲ့သူက date difference ဆိုတဲ့အတိုင်းခြားနာချက်ကိုတွက်ပြီးမှာဖြစ်ပါတယ်နောက်က unit ကတော့ကိုကရီးယားကိုလိုချင်တာလားမန့်ကိုလိုချင်တာလား day ကိုလိုချင်လားဆိုတဲ့ unit တွေကိုအမျိုးမျိုးထည့်လို့ရတယ်ပေါ့နော် okay ဆိုတော့ဥပမာလေးတွက်ပြမယ်ပေါ့နော်ဒီဘက် column ကမွေးသက်ကလေးတွေဖြစ်တဲ့ဒီဘက်မှာအသက်ကိုတွက်မှာဖြစ်ပါတယ် equal DATE DIF လို့ရေးလေဒီ function က suggestion လည်းမပြဘူး ြီးရင်ကျွန်တော်တို့ဂွင်းစားလိုက်တဲ့အခါမှာဆိုလေ date dip ဆိုပြီးတော့ဂွင်းစားဂွင်းပိတ်လေးနဲ့ပဲပြတယ်သူ့ရဲ့ syntax ကဘာတွေရရမယ်ဆိုပြီးတော့လည်းမပြဘူးဒါကြောင့်မလို့ကျွန်တော်တို့ကသူ့ရဲ့ syntax ထဲမှာဘာတွေ argument တွေကဘာတွေလဲဆိုတာကိုအလွတ်ရနေမှအဆင်ပြေမယ်ပေါ့နော်ဆိုတော့ stat date ကမွေးနေ့ဖြစ်တယ် end date ကကျွန်တော်တို့ဒီနေ့ဒီနေ့ကိုလိုချင် today function ဆိုတာရှိတယ် today function ကဂွင်းစားနဲ့ဂွင်းပိတ်ပဲလိုတယ် today ဆိုတဲ့စကားလုံးသိရင်ရပြီပေါ့နော်ဘာ argument မှထည့်စရာမလိုဘူး today တက်ကီးခုံမယ်ပြီးရင်ဂွင်းပိတ်လိုက်မယ် ကော်မာဒါဆိုရင်ကျွန်တော်တို့က unit argument ကိုရောက်သွားပြီ default mat တွေမှာဆိုရင် day ကိုကျွန်တော်တို့က d ဆိုပြီးတော့သတ်မှတ်တယ် man ကို m ဆိုပြီးတော့သတ်မှတ်တယ် year ကို y ဆိုပြီးတော့သတ်မှတ်တယ်ကျွန်တော်တို့အခုလိုချင်တာက year ကိုလိုချင်တာဒါဆိုရင် y ဆိုပြီးတော့ထည့်ပေးရမယ်ဒါပေမဲ့ကျွန်တော်တို့က double quote နဲ့ထည့်ပေးရမယ်ပေါ့နော် double quote y double quote ပြန်ပေးမယ် queen ပေးမယ် under ခေါက်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ year သူ့ရဲ့အသက်တွေကိုရမှာဖြစ်ပါတယ် today function နဲ့တွက်ထားတဲ့အတွက်ကြောင့်မို့လို့ exe file ဖွင့်လိုက်တိုင်းအသက်တွေက update ဖြစ်နေမှာဖြစ်ပါတယ်။ Okay ဆိုတော့ဒီအသက်ကိုကျွန်တော်ဒါရရနဲ့တွက်တာဆိုပြီးတော့ပြောလိုက်မယ်။ Okay man နဲ့တွက်လို့ရောရလားရတယ်ကျွန်တော်တို့က DADE DIF ခွင်းစားလိုက်မယ်။ဝင်းနေ today ခွင်းပေးမယ်။ man ကိုလိုချင်တာဖြစ်တဲ့အတွက် m ဆိုပြီးတော့ရေးလိုက်မယ်။ခွင်းပေးမယ်။ enter ခောက်မယ်။ဒါဆိုလို့ရှိရင်เนาะအသက် 28နှစ်ဖြစ်နေတဲ့သူဟာ300နဲ့မှ45လရှိပြီဆိုပြီးတော့ပြောတာဖြစ်ပါတယ်အဲ့လိုမျိုးပဲဒေးတွေကိုလည်းတွေ့လို့ရတယ်ဗောနော်ဒေးပနေရရှိပြီလဲဆိုတဲ့ဟာလဲ DIF သူမှာတက်ကီးခောက်လိုက်လို့မရဘူးတက်ကီးခောက်ရင်ကျွန်တော်တို့ error တက်သွားမှာဖြစ်တယ်ဗောနော် date different function ကိုအေးစဲရစကြက်မလုပ်လို့မို့ဗောနော် DIF တွင်စာလိုက်မယ် static and date ကတူတယ်ဒီနေ့ကောမကျွန်တော်ဒီနေ့ date တွေကိုပဲလိုချင်တယ် D တွင်ပေးမယ် enter ခောက်မယ် ဒါဆိုရင်တော့ကျွန်တော်တို့သူဒီရက်တောင်းကျော်ရှိပြီလို့ပြောတယ်။ Okay ဆိုတော့ကျွန်တော်တို့က28နှစ်နဲ့မှဘဏ္ဍာနဲ့မှဘဏ္ဍရလိုချင်တယ်ဆိုရင်ရော date plan နဲ့တွက်လို့ရလားဆိုတော့ရပါတယ်ပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ unit မှာထည့်ပေးရမှာဖြစ်တယ်ပေါ့နော်နှစ်ပြည့်ပြီးတော့ကြော်လာတဲ့မှန်တွေကိုပဲတည်တန့်လိုချင်လို့ရှိရင်နှစ်တွေကိုခွဲထုတ်ရမှာဖြစ်ပါတယ် date plan function ရဲ့ unit မှာဆိုလို့ရှိရင်ခွဲထုတ်ခြင်းနဲ့ဟာကိုရှေ့ရရေးရပါဖြစ်ပါတယ် ဆိုလိုတာကတော့ကျွန်တော်ရီးရားတွေမပါချင်ဘူးဆိုရင် why ရီးရားကြော်ပြီးလို့ man တွေကိုပဲလိုချင်တယ်ဆိုလို့ရှိရင် am ဆိုပြီးရီးရားမှာဖြစ်ပါတယ်ဒီတိုင်းလေး why am သူရဆိုလို့ရင်ရတော့ပြည်ပြီးသားအသက်တွေကိုဖယ်မယ်ပြီးရင်ကြော်လာတဲ့လပြည့်တဲ့ဟာတွေကိုပဲယူမယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ် enter ခေါက်လိုက်လို့ရှိရင် तू က28နှစ်နဲ့6လရှိပြီဆိုပြီးတော့ရတယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ day မှာရော day မှာဆိုရင်တော့ကျွန်တော်တို့ကရီးရားရော man ရောရီးရားပြည့်ပြီးရင်လည်းဖယ်မယ် man ပြည့်ပြီးရင်လည်းဖယ်မယ် daily ပဲလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က MD month to date ကိုရွေးရမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင် तू က Excel automatic ရေးရသည်လဲလားပြည့်ပြီးသားတွေဖြစ်တဲ့အတွက်လားမပြည့်သေးတဲ့ရက်ကလေးတွေကိုပဲတည်တံ့ပေးမှာဖြစ်ပါတယ် enter ခေါ်လိုက်လို့ရပါပြီ Okay ဒါဆိုရင်တော့ तू က28နှစ်6လနဲ့မှ10ရက်ရှိပြီဆိုပြီးတော့အသက်ကိုဒီလိုမျိုးလေးတွက်ပြတာဖြစ်ပါတယ် Okay ငါကမဟုတ်ဘူးအသက်ပြည့်ပြီလို့ရှိရင်လာရီကိုမလိုချင်ဘူးရက်နဲ့ရောဘယ်နှစ်ရက်ရှိပြီလဲဆိုပြီးတော့ တွက်ပြပေးဒါဆိုရင်လည်းရတယ်ပေါ့နော် ကျွန်တော်တို့ကမန့်ကိုဖြုတ်လိုက်မယ် why ဆိုပြီးတော့ရေးလိုက်မယ်ဒါဆိုရင် year to date ဖြစ်သွားတယ်ဆိုလိုတာကတော့ तू ကနှစ်ပြည့်မှပြည့်တဲ့အနှစ်တွေကိုဖယ်မယ်ပြီးရင်ပူလာတဲ့လဖြစ်ဖြစ် day ဖြစ်ဖြစ်အဲ့ဒါလေးအကုန်လုံးကို day ရက်တွေပဲပြပေးငါ့ကိုအဲ့လိုပြောတာပေါ့နော်ကွင်းပေးမယ် enter ခေါက်မယ် okay ဒါဆိုရင်တော့ तू ကဒီလမပါပဲနဲ့28နှစ်နဲ့283ရက်ရှိပြီပေါ့နော်ဒါမျိုးလေးကျွန်တော်တို့ကတွက်လို့ရပါတယ် အထောက်အကူတစ်ခုဖြစ်ခဲ့မယ်ဆိုလို့ရှိရင် comment မှာ yes ဆိုပြီးတော့မှတ်သွားပေးလို့ရတယ်လို့ share ပြီးတော့လည်းကူညီပေးသွားလို့ရပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်